ကဲဒီတစ်ခါမှပြောပြမယ်အလှပရေးရာအကြောင်းအရာကြတော့ကိုဟတ်ချန်နယ်မှာပါတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီခေါင်းလျှော်တဲ့အခါမှာနီးမှန်လမ်းမှန်တဲ့ခေါင်းလျှော်နီးရဲ့အဲအကြောင်းလေးပြောထားရပေါ့နော်ဒါလှပအဲလှပတဲ့များနေပြီးတော့တာရေးထားတာပေါ့နော်စာရေးသူလှပတဲ့များနေပြီးရေးထားတာဒီတော့ခေါင်းလျှော်တဲ့အခါမှာနီးမှန်လမ်းမှန်ခေါင်းလျှော်မှာလေကိုယ့်ရဲ့စံသားတွေကလည်းပြန်ပြီးတန်ဆွမ်းမှာပေါ့နော်နီးလမ်းမမှန်အောင်ဆိုရင်တော့ခေါင်းလျှော်ယုံပဲရှိမယ်စပင်းကပိုပြက်စီးတဲ့ဒါမျိုးတွေပဲဖြစ်မှာပေါ့နော်ဒီတော့နီးမှန်လမ်းမှန်တဲ့ခေါင်းလျှော်နီးဆိုရင်ပထမဆုံးအနေနဲ့ပြောထားတာဆိုရင်ပေါ့နော်ဒါဘ ဘာပြောရလဲဆိုတော့ဒီစံသားပေါ်မှာဒီတို့တွေပေါ့နော်ခေါင်းလျှော်မယ်ခေါင်းလျှော်တဲ့အခါကျရင်အရင်ဆုံးခေါင်းလျှော်ရည်ကိုအရင်ဆုံးထည့်တာလားခေါင်းပေါ်မှာတင်တာလားရည်ကိုအရင်ဆုံးတင်တာလားတဲ့ဆိုမိထားတယ်ရည်ကိုအရင်ဆုံးဆွတ်တယ်ရည်အရင်ဆုံးဆွတ်တာပေါ့နော်ပြီးတော့ဒါကလည်းဒါနီးလက်မှန်ပါတယ်မမှန်တော့ဘူးပေါ့နော်တမတ်တမတ်ဟုတ်တယ်ဒါစပင်းကိုရည်အရင်ဆုံးဆွတ်ဆွတ်အောင်လုပ်လုပ်ပြီးတော့မှဒါခေါင်းလျှော်ရည်ကိုအတော်အသင့်ပမာဏဒါလက်ထက်မှာထည့်ပို့ပြီးတော့အမြုပ်ထွက်မှာပေါ့နော်ဒါရည်နဲ့ရောအမြုပ်ထွက်မှာပဲဒါစပင်းမွားတင်ပြီးတော့ခေါင်းလျှော်တာကတော့ဒါနီးလက်နီးမှန်နေပေါ့နော်ဒါ ာခေါင်းလျှော်နေပါတဲ့ဒီတော့တဲ့အဓိကတော့ပေါ့နော်ဒီအရင်ဆုံးဒါရေကိုဟိုပေါ့နော်ဒီခေါင်းစပင်ကိုပေါ့နော်အရင်ဆွတ်တယ်ဆွတ်တဲ့အခါမှာဆိုရင်လည်းရေကိုပေါ့သူကရေခက်နွိနွိလေးနဲ့အသုံးပြုနိုင်မယ်ဆိုကောင်းနေတဲ့သူကစပင်ကိုပေါ့နော်အရင်ဆုံးဥယျာပြားကိုပေါ့နော်ဒါချွေးပေါက်တွေပွင့်မှုအတွက်ရေနွိနွိလေးကိုအရင်သုံးပြီးတော့မှခေါင်းရေစေးမယ်စေးတဲ့အခါမှာစပင်လေးစိုးသွားမယ်အဲ့ခါကျချွေးပေါက်လေးပွင့်သွားမယ်ပွင့်သွားတဲ့အခါမှာကိုခေါင်းလျှော်လိုက်တဲ့အခါမှာခေါင်းလျှော်ရနေပြီးတော့ပါဝင်တဲ့ဓာတ်တွေပေါ့နော်အဲ့ဒါတွေကကျတော့စပင်ပြန်ချမ်းပါစေတဲ့ဓာတ်တွေကကျတော့အဲ့ပွင့်သွားတဲ့ဥယျာပြားချွေးပေါက်တွေစီရောက်သွား ြီးတော့သူကဒါဥယျာပြောင်းပြန်ပြတ်တန်းဆွမ်းဖို့အတွက်ကျန်းမာစီဖို့အတွက်ကိုပေါ့နော်သူအထောက်ကူပြုတယ်တဲ့အဲ့တော့ကြောင့်အရင်ဆုံးပေါ့နော်ဒါစံသားပေါ်မှာဒါအရင်ဆုံးကိုယ့်ရဲ့အရင်နွေးနွေးလေးနဲ့ပေါ့နော်ဒါစပင်ကိုဆွတ်ဆွအောင်လုပ်လုပ်ပြီးတော့မှခေါင်းလျှော်ရေးတင်ပြီးတော့ဒါခေါင်းလျှော်ဖြုတ်ခေါင်းလျှော်တာမျိုးပေါ့နော်ဒါမျိုးကိုပြုလုပ်ပေးပါတဲ့နောက်တစ်ခုကပါလဲဆိုတော့အဲစပင်ရှည်တဲ့သူတွေအနေနဲ့ဆိုရင်ပေါ့နော်စပင်ကကြတော့ပြောမယ်ဆိုရင်ဒီ goat ဟိုပေါ့နော်ဒီပေါ့နော်ပြောမယ်ဆိုပခုံးထက်ကြော်သွားပြီဆိုရင်ဒါဆိုရင်သပင်းရှည်လို့တတ်မှတ်လို့ရတယ်ပေါ့နော်ဒီတော့သပင်းရှည်တဲ့သူတွေအနေနဲ့ဆိုရင်ခေါင်းရှောင်မယ်ဆိုရင်အရင်ဆုံးနဲ့ဒါ ကွန်ဒီရှင်နာကိုပေါ့နော်သပင်အဖျားတွေကိုအရင်ဆုံးသုံးပေးပါတဲ့ခေါင်းရော်ရေအရင်မသုံးနဲ့တဲ့သပင်အဖျားတွေကပျက်စီးရေပေါ့နော်အဲ့ဒါကြောင့်ပျက်စီးနေတဲ့သပင်အဖျားတွေကိုအရင်ဆုံးကွန်ဒီရှင်နာလေးကွန်ဒီရှင်နာနဲ့ပေါ့နော်ကိုတေချာပေါ့နော်ပြန်ပြီးတော့ရေဆေးချပြီးတော့မှခေါင်းရော်ရေနဲ့လျှော်တာမျိုးအဲ့လိုမျိုးပြုလုပ်ပေးပါတဲ့ဒါမှသာသပင်မှာဆိုရင်ပျက်စီးမှုပါဆိုရင်ဒါအတော်အသင့်ကာကွယ်နိုင်နိုင်မယ်တဲ့အဓိကခေါင်းရော်ရေတချို့ခေါင်းရော်ရေဆိုတော့ပြင်းတယ်လေပြင်းတဲ့အခါမှာဆိုရင်သပင်ကဒီအဖျားတွေကကြတော့တိတ်ပြီးတော့အဆီမရှိတော့ဘူးဥယျာဉ်ပြားကပဲအဆီရှိတယ်ဒီဥယျာဉ်ပြားနဲ့နီးကပ်တဲ့နေရာကပဲအဆီရှိတဲ့အတွက်ကြောင့် ပေါ့နော်။ तू ကဒီအဖျားတွေကိုအရင်ဆုံး तू ကကြတော့ဒါပေါ့နော်ကွန်ဒီရှင်နာလေးနဲ့ရှော့ရှော့ပြီးတော့မှခေါင်းရှော်ရင်းနဲ့ तू ကပြန်ရှော့ပေါ့နော်။အဲ့လိုလုပ်ပြီးမှသာဒါစပင်ကဒီပြောမယ်ဆိုပြုပြင်ထားပြီးသားပျော့ပြောင်းပြီးသားစပင်ကိုပြန်ရှော့လိုက်တဲ့အခါမှာပျက်စီးမှုအားနေပါလေ။အဲ့တော့ကြောင့်ဒါအဖျားတွေကိုအရင်ဆုံးကွန်ဒီရှင်နာလိမ့်ပြီးတော့ရှော့ပေးပါ။နောက် တစ်ခုကကြတော့ဘာလဲဆိုတော့ခေါင်းရှော်ရည်ကိုတဲ့ဥရပြားအတွက်ပဲအသုံးပြုပါတဲ့တော်ပါခေါင်းလျှော်တဲ့အခါမှာဆိုရင်အကောင်းဆုံးနည်းလမ်းကကြတော့ဒီဆန်စပင်ပေါ့နော်အရင်ကနေပြီးတော့အဖျားထိလျှော်ရတော့အကောင်းဆုံးပဲဒါပေမဲ့ဥရပြားနဲ့ထိနေ ရဲ့စံသားကြတော့ဒါပြောမဆိုရင်အစီလဲဒါတခြားစံသားတွေထက်ပိုပြီးတော့အားကောင်းနေနောက်ပြီးတော့သူကတက်တန်းလဲအမှုဆုံးပေါ့နော်ဒီတော့တဲ့စံပြားကတက်တန်းအဲစံပြားကြတော့တက်တန်းရှင်နေအချောက်တွေဆုံးဖြစ်တဲ့အတွက်ကြောင့်နေအထိခိုက်အလွယ်ဆုံးပါတဲ့ဒီတော့ခေါင်းလျှော်ရီလိုတလောက်ပဲအသုံးပြုပြီးတော့အဲဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်ဒါခေါင်းလျှော်ရီဥရေပြားပဲတေချာပုတ်ပြီးတော့လျှော်ပေးတာမျိုးပြုလုပ်ပေးပါဒီခေါင်းလျှော်ရီကိုဒီစံအဖျားပေါ့နော်အဖျောက်တည့်ရလို့အသုံးပြုတာမျိုးဒါမျိုးရှောင်ကျဉ်ပေးပါတဲ့စပင်ပို့ပြီးတော့ခြောက်သွားတတ်တယ်အဲ့ဒါပြောပြထားရပေါ့နော်နောက်တစ်ခုကကြတော့ တော့ဒါပြောနေကြပုံစံအတိုင်းပဲခေါင်းလျှော်ပြီးပြီဆိုရင်စပင်းုံပေါ့နော်ခေါင်းလျှော်တဲ့အခါမှာဆိုရင်ကျဉ်းကျဉ်းတန်းတန်းပွတ်တာမျိုးတွေအဲ့ဒါကြီးမလုံနဲ့နောက်တစ်ခုကလက်သေးတဲ့အတင်းပေါ့နော်ဒါဥယျာပြာကုတ်ဖက်တာမျိုးတွေလည်းမလုံပါနဲ့တဲ့အဲ့လိုကုတ်ဖက်နေလေဥယျာပြာရဲ့အတင်းမှုန်းညင်းပေါက်တွေကိုကိုကသွားပြီးဆွားသလိုဖြစ်တယ်မှုန်းညင်းပေါက်ကိုဖြက်စည်းသလိုဖြစ်တယ်အဲ့ခါကျစပင်းနေကျွတ်သွားတော့တဲ့နောက်ပြီးတော့ဒီကုတ်တဲ့အခါမှာအနာဖြစ်ပြီးတော့နောက်ပိုင်းကျရင်ပေါက်ထတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့အတွက်ကြောင့်ပေါ့နော်ကျဉ်းကျဉ်းတန်းတန်းပွတ်တိုက်တာမျိုးကုတ်ချစ်တာမျိုးပေါ့နော်ဥယျာပြာကိုလုံလုံလုံတာမျိုးတွေဒါတွေကိုတတ်နိုင်များရှောင်ပေးပါတဲ့နောက်ပြီးတော့ခေါင်းလျှော်မယ်ဆိုရင်ပေါ့နော်တချို့ဘာလဲဆိုတော့ 五。哦 နှစ်ကြော့ပြန်ခေါင်းရွှာမျိုးရှိရပေါ့နော်ဟုတ်အဲ့လိုမျိုးတွေစပြေပိုပြက်စီးရတဲ့ပထမကပိုဆင်ကျင်လို့လေပိုဆင်ကျင်လို့နှစ်နှစ်ကြော့ပြန်ပေါ့နော်ဒီတော့ပထမလဲခေါင်းရွှာရင်းနဲ့လုပ်ပြီးပါပြီပြီးကွန်ဒီရှင်နာနဲ့ကွန်ဒီရှင်နာလိမ့်ပြီးပြီဆိုရင်လေကွန်ဒီရှင်နာတိတ်မပြောင်းတလို့ပဲဆိုပြီးတော့ခေါင်းရွှာကိုထပ်ပြီးရွှာတာမျိုးထပ်သုံးတာမျိုးပေါ့နော်အဲ့ဒါဆိုရင်စပြေကဆန်သာပိုပြက်စီးရတဲ့အဲ့တော့ကြောင့်ဒါဟိုနှစ်ကြော့ပြန်ခေါင်းပြန်ရွှာတာမျိုးတွေပေါ့နော်အဲ့ဒါကြီးလဲရှောင်ကျင်ပေးပါနောက်တစ်ခုကဒီပေါ့နော်ပျော်စေးကိုတဲ့သုံးတဲ့အခါမှာကွန်ဒီရှင်နာသုံးတဲ့အခါမှာပေါ့နော်သူကဆန်သာအလေကနေပြ ြောအပြားထိပဲအသုံးပြုပါတဲ့ပြီးတော့အရင်မှာသွားပြီးအသုံးပြုမိတဲ့အခါမျိုးမှာဆိုရင် ပေါ့နော်ချို့ကဥယျာဉ်ပြန်မှာကြံခဲ့ရင်ဖောက်ထားမျိုးဖြစ်တယ်ရားရံတာမျိုးဖြစ်တတ်တယ်အဲသူကဟိုအထီရောက်ဆုံးသွားကြတော့ဒီဒီစပင်းရဲ့အလေအလေကလည်းဒီအပြားပေါ့နော်အဲ့နေရာအသုံးပြုတာအကောင်းဆုံးပဲဒီအပေါ်ပိုင်းစပင်းနေရာကြတော့သူကကောင်းပြီးသားစပင်းနေတဲ့အဲ့တော့အများကြီးအသုံးပြုစရာမလိုဘူးပေါ့နော်ကွန်ဒီရှင်နာအများကြီးသုံးစရာမလိုဘူးနောက်တစ်ခါကျတော့ဒါပေါ့နော်နောက်ဆုံးအစ်စ်ဒါကွန်ဒီရှင်နာအသုံးပြုပြီးပြီးပေါင်းတင်စရာအသုံးပြုပြီးပြီးဆိုရင်တော့ဒါပြန်ပြီးတော့ခေါင်းကိုရေးဆေးချတဲ့အခါမှာရေးအေးပဲ အသုံးပြုပါတဲ့ရေရိုးရိုးရေပေါ့နော်ဒါပဲအသုံးပြုပြီးတော့ခေါင်းလျှော်ချပေးပါတဲ့ဒါမှသာရေအေးလေးကကြတော့ပွင့်မီးသားပွင့်ချင်းပေါက်လေးတို့တော့တင်းတင်းရင်ပြန်ဖြစ်စေတယ်နောက်အစီထွက်အစီပေါ့နော်အများကြီးထွက်တာတွေမဖြစ်အောင်သူကကာဝယ်ပေးထားနိုင်တယ်တဲ့အဲ့တော့ကြောင့်နောက်ဆုံးအစ်ခေါင်းဝင်ရေးဆေးချတဲ့အခါမှာရေအေးနည်းနည်းပဲဆေးချပါတဲ့ဒီတော့ခေါင်းလျှော်ရေကိုလည်းရွေးချယ်တဲ့အခါမှာဆိုရင် conditioner ရွေးချယ်တာအစားကိုယ့်ရဲ့စံသားနဲ့လိုက်ဖက်တဲ့ခေါင်းလျှော်ရေကိုတေချာရွေးချယ်ပါနောက်ပြီးတော့သပင်ကို color ဆိုးရဲဆိုရင်လည်းသူက color safe ဖြစ်တဲ့ခေါင်းလျှော်ရေအမျိုးအစားရွေးချယ်ပြီးအသုံးပြုပါဆိုပြီးပြောထားတယ်ဒီတော့ခေါင်းလျှော်ရေ ခါမှလည်းနီးလန်းမှန်မှာပေါ့နော်ကိုရီလိုမျိုးကိုရီယာယောက်ျားလေးလိုမျိုးပဲဒီတိုင်းမဲ့တော့တွေ့ရရှင်မဲ့လျှော်လို့လည်းမရအောင်ပေါ့နော်တေးချာချာမင်းကလေးအနေနဲ့သဘင်ပြုတ်ပြင်တာများမယ်ဆိုရင်ကိုရဲ့ပြုတ်ပြင်နဲ့ဒါများတာကိုများတာအလိုက်ပေါ့နော်တေးချာပြုတ်ပြင်ထိမ့်သိမ့်မှာပဲကိုရဲ့စံသားတွေကဒါရေရှည်ပေါ့နော်ကောင်းမွန်စီမှာတဲ့อืมဟုတ်တယ်နော်ဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ဒီဟို conditioner ကိုဥရပြအထိမရောက်ဘူးอ่ะဒါမှတ်သားစရာတခုပဲဆိုတော့ကိုရီယာဥရပြအထိပေါ့နော်ပျော့ကျင်လို့အဲ့လိုမျိုးလုံတာရှိရဲအဲနောက်တစ်ခုကဆိုလို့ရှိရင်ခေါင်းမလျှော်ခင်မှာဒါအဖျားလေးတွေ condition နာလိုင်းကိုအဲ့လေးတစ်ခုတေးချမှတ်ထားရတယ်။အခုမှသိရနော်။ခုနေရှင်တဲ့ရင်းလေးမှရှော်အောင်နော်။အဲခေါင်းရှော်ရဲ့အရင်ဆုံးတုံးလိုက်ပြီဆိုလို့ရှိရင်အဖျားတွေကညိပြီးတော့အဲ့မှာစပင်းလေးစကြတာနော်။ဟုတ်တယ်။ကဲအဆင်ခဏလိုက်ရအောင်နော်။ထပ်မပြတင်းဆက်ပေးစရာအလှပအကြောင်းအရာ ရှိပါသေးတယ်။အခုတော့ဒီမှာခဏနေလာအောင်မယ်နော်။